ျွန်ုပ်တို့ခန္ဓာကိုယ်ကျန်းမာဖို့အတွက်အစားအစာကအရေးကြီးဆုံးအခန်းကဏ္ဍကနေပါဝင်ပါတယ်ဘလို့အစားအစာတွေက ကျွန်တော်တို့ခန္ဓာကိုယ်အတွက်အကောင်းဆုံးလဲဆိုတာလေ့လာကြည့်ရအောင်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေမှာအဓိက အုပ်စုကြီးတွေ ပါဝင်ပါတယ်အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေကဗီတာမင်နဲ့သတ္တုဓာတ်တွေကျွဲဝပါတယ် အစိအစံအပြည့်အစုံ whole grains ကအမြင်တတ်တဲ့စွမ်းရည်ကိုပေးပါတယ်။ဆန်လုံးမျိုးဂျုံချမ်းပေါင်မှုစတာတွေပါဝင်ပါတယ်။ပိန်နဲ့အသား lean protein ကကြွက်သားတည်ဆောက်ဖို့လိုအပ်ပါတယ်။ကြက်ရင်ပုံသားငါးဘဲမျိုးမျိုးစတာတွေက ကောင်းမွန်တဲ့ protein ရင်းမြစ်တွေပါ။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီ healthy fats ကအုံနောက်နဲ့နှလုံးကျန်းမာရေးအတွက်အရေးကြီးပါတယ်။ထောပတ်သီးတန်လွင်စီအခွန်မာသီးတွေမှာတွေ့ရပါတယ်။ ပြုပြင်ထားတဲ့အစားအစာတွေ processed foods တကြားများတဲ့အချိုရည်တွေနဲ့မကောင်းတဲ့အစီတွေများတဲ့အစားအစာတွေကိုတတ်နိုင်သမျှချော့စားသင့်ပါတယ်ဒါတွေကကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်စားတဲ့တကြားအလွန်ကြုံပါဝင်တဲ့အစားအစာတွေကသွေးတိုးနဲ့စီးကြိုလိုရောဂါတွေကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်အညွန့်တွေကိုတေချာဖတ်ပြီးရွေးချယ်စားသုံးပါ စားအစာအမျိုးအစားစုံလင်အောင် စားသုံးပါ တမျိုးတည်းကိုပဲအများကြီးစားတာမျိုးမလုပ်ပဲအုပ်စုအစုံကနေရအောင်စားပါစားတဲ့ပမာဏကိုထိမ့်ချုပ်ပါလိုအပ်တာထက်ပိုမစားမိအောင်တတိထားပါဗိုက်ပြေုံလောက်စားပါရေများများတောက်ပါရေကခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကောင်းမွန်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်ဒီနေ့ကိုရေရှိခွက်ကနေ၁၀ခွက်လောက်တောက်တင်ပါတယ် ျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုရွေးချယ်စားသုံးခြင်းကရေရှည်မှာကျမ်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့အခြေခံအုတ်မြစ်ပါပဲဒီနေ့ကစပြီးကိုယ်ခန္ဓာကိုယ်အတွက်အကောင်းဆုံးဖြစ်မဲ့အစားအစာတွေကိုရွေးချယ်စားသုံးလိုက်ပါ